ဒါကတော့ mini print မှာပါဝင်လာတဲ့ new equipment အသစ်ဖြစ်တဲ့ novel iron လို့ခေါ်ပါတယ်တတော်လေးကိုမဟုတ်ကျမ်းပါတယ်ဗျာ fairness လို့ခေါ်ပါတယ်ဒီကောင်လေးကဒီလာထဲမှာပါဝင်လာမှာပဲဖြစ်ပါတယ်ဗျာဒီ new suit လေးကတော့တော်တော်လေးကောင်မအောင်မိုက်တယ်မီးဖို့လေးဖြစ်ပါတယ်မီးဖို့လေးကနေထွက်လာပြီးတော့အကောင်လေးတွေကနေပြီးတော့မှ live ပြီးတော့မှသူက attacking လုပ်ပေးတာပဲဖြစ်ပါတယ်ဗျာ Hello အားလုံးပဲမင်္ဂလာပါကိုဘော်ကေဖေး Facebook page နဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလအက်ဂရိတ်မှာပါလာမယ့် new true နဲ့ new equation အကြောင်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါရစေဗျဗီဒီယိုလေးမစခင်မှာကိုဘော် YouTube channel လေးကို subscribe လုပ်ပြီးတော့မှဝင်ရပေးပါအောင်ကဲတော့ let's go brother ကျွန်တော်အရှိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျပထမအဆုံးအနေနဲ့ကိုဘော် new true အကြောင်းလေးကိုပြောပြပေးမှာပဲဖြစ်ပါရစေဗျဒီ new true တွေကဆိုလို့ရှိရင်တော့ Dell Lisa နဲ့ Upgrade လုပ်ရတာပဲဖြစ်ပါတယ်ပထမအဆုံး level 1ကနေ2ကိုတင်မယ်ဆိုရင်တော့သူ့ရဲ့ကြာမြင့်ခြင်းက12ရက်ဖြစ်ပါတယ်ဗျ ဒီကောင်ရဲ့ level 1 hit point ကဆိုလို့ရှိရင်တော့1500နဲ့မှ30ရှိတယ်။သူကကြတော့ဒီလိုမျိုးရှားလိုက်ပြီဆိုလို့ရှိရင်တော့သူက10မိနစ်တိတိခန္ဓာပဲဖြစ်ပါတယ်ဗျ။60စက္ကန့်သူကအကောင်လေးတွေထွက်လာပြီးမယ်။60စက္ကန့်ပြည့်သွားတာနဲ့အပေါ်ကအစိမ်းသားလေးပျောက်ပြီးတော့မှပျို့သွားမှာပဲဖြစ်ပါတယ်ဗျ။ ီမှာဆိုသူ့ရဲ့ training time ကကြတော့1မိနစ်နဲ့မှ30ဖြစ်ပါတယ် okay training time က1မိနစ်နဲ့30ဆိုပြီးတော့မှစိတ်မပူသွားပါနဲ့ brother တော့ training time နဲ့ပတ်သက်ပြီးတော့မှ video နောက်တစ်ပုဒ်ကိုလည်းကိုဘထပ်ပြီးတော့မှတင်ပြအောင်မှာပဲဖြစ်ပါတယ်ဗျ upgrade level 2တင်မယ်ဆိုရင် daily စာနှစ်သိန်းကျတဲ့မှာဖြစ်ပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ပြီးတော့ join ဒီမှာ check finish လုပ်လိုက်မယ် okay အဲ့တော့ကျွန်တော် level multi တင်ပြီးတော့မှတစ်ချက်လောက်ကြီးကြီးအောင်ဗျ okay brother တော့ your လည်းပဲမဆိုရင်တော့သူ့ရဲ့ hit point က1800ဖြစ်ပါတယ်။သူကကြတော့ဒီအကောင့်သေးသေးလေး22ကောင်ထွက်ပေးမှာပဲဖြစ်ပါတယ်ဗျ။သူ့ရဲ့ house speed ကကြတော့16ဖြစ်ပါတယ်ဗျ။ကျွန်တော်20ဆိုလို့ရှိရင်တော့ dragon တကောင်ရဲ့ house speed ပေါ့နော်။ဒီကောင်ကကြတော့16ဆိုတော့ dragon ထက်နည်းနည်းလျော့တာပဲဖြစ်ပါတယ်ဗျ။သိမောင်းတော့တခြား battery မမယူဘဲနဲ့ဒီကောင်လေးပဲတီးသက်ထုံးမယ်ဆိုရင်တော့သူက16ကောင်ထိဆန်းတာပဲဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်ဒီ true လေးရဲ့လုံးလုံးပုံလေးကိုတစ်ချက်လောက်သွားပြီးတော့မှကြည့်လိုက်ကြအောင်ဗျ။ဒီ true သေးရဲ့တာကတ်ကကြတော့အကုန်လုံးကသူကတာကတ်ထားတာပဲဖြစ်ပါတယ်ဗျ။ brother တို့ကဒီကောင်လေးကိုရှားလိုက်မယ်ဆိုလို့ရှိရင် defense ကိုလည်းသွားမယ်။ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီ cap နေ ေါ်တခြားအရာတွေအကုန်လုံးကိုသူကနီးစက်ရအောင်လိုက်ပြီးတော့မှ damage ပေးနေမှာပဲဖြစ်ပါတယ်ဗျသူကအရင်ဆုံး brother တို့ကဒီမှာရှာလိုက်မယ်ဆိုရင်တော့ရှာလိုက်တဲ့နေရာမှာသူက10မိနစ်တိတိကြာနေမှာပဲဖြစ်ပါတယ်အဲ့တော့10မိနစ်ကြာပြီးသွားပြီဆိုလို့ရှိရင်တော့သူကသူပြိုပြီးတော့မှ flame flame ကလိုမျိုးပျောက်သွားမှာပါနော်ပြိုပြီးတော့မှတစ်ခါလဲကျိုးသွားမယ်အဲ့တော့ဒီမှာတော့အများကြီးရှာမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးတွဲရှာပြီးတော့အောက်ကမီးပွားတွေအပြုံလိုက်ထွက်လာမယ် အဲ့တော့ကိုဘတို့ကဝါနလီနဲ့တွဲပြီးတော့မှ validity ပွင့်ပေးလိုက်မယ်ဆိုရင်တော့လုံးဝကျွတ်တာပဲဖြစ်ပါတယ်ဒီကောင်းကျော်တီးတက်သူ့တကောင်နဲ့သွားတိုက်ဖို့အများကြီးသူနဲ့ပဲထုတ်ပြီးတော့တိုက်မယ်ဆိုရင်တော့တိတ်အဆင်ပြေမဲ့ထဲမှာတော့မပါဘူးပေါ့နော်တွဲသုံးရင်တော့တော်တော်လေးမိုက်တဲ့ထဲမှာပါတယ်ဗျ Inferno Single တို့ Monolith တို့ဘက်ကနေပြီးတော့မှ ရှာလိုက်မယ်ဆိုရင်တော့ဒါတော်တော်လေးအာယုံနောက်စီမှာတော့ကျိမ့်တယ်ပဲဗျာဒီထွတ်တက်လေးကိုတောင်းဟိုလေဗယ်15ကနေပြီးတော့မှစပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်15 16 19တောင်းဟိုလေဗယ်3ခုပဲသုံးလို့ရမှာပဲဖြစ်ပါတယ်ဗျာကဲဒါလေးကိုကျွန်တော်နှိပ်ပြီးတော့မှဒါဒီဒက်အလီဇာ2လေးကိုတင်မယ်ဆိုလို့ရှိရင်တော့အလီဇာ20မီလီယံကုန်ကြမှာဖြစ်ပါတယ်သူရဲ့ကြာချိန်ကကြတော့12ရက်ဖြစ်ပါတယ်ဗျာโอเคဒါလေးကိုတင်လိုက်မယ်ဆိုရင်တော့ကျွန်တော်ဒက်အလီဇာ2လေးကိုစတင်ပြီးတော့မှရရှိပြီပဲဖြစ်ပါတယ်ဗျာ တောင်ဟောလေဗယ်15မှာဆိုလို့ရှိရင်တော့ तू က level 2တိပဲတင်လို့ရအောင်မှာဖြစ်ပါတယ်တောင်ဟောလေဗယ်16မှာဆိုရင်တော့ level 3တောင်ဟောလေဗယ်19မှာဆိုလို့ရှိရင်တော့ level match level 40တင်လို့ရမှာပဲဖြစ်ပါတယ်နောက်ပိုင်းကျလို့ရှိရင်တော့ကိုဘော့ဒီ2တိ attacking လေးတွေကိုထပ်ပြီးတော့မှ short တင်ပေးပါဦးမယ်အဲ့ဒါကြောင့်မကိုဘော့ရဲ့ channel လေးကို subscribe လုပ်ထားပေးပါဦးဗျအဒီမှာဆိုလို့ရှိရင်တော့အရှိမန်တွေမှာတို့ပြောင်းလဲသွားတဲ့ပုံစံလေးကိုကိုဘော့ပြပေးပါဦးမယ်ဗျအရှိမန်တွေမှာကျွန်တော်ပုံမှန်တိုင်းဂျန်လေးတွေရပြီဆိုလို့ရှိရင်ဒီ claim reward လေးနှိပ်လိုက်ပြီဆိုတာနဲ့ပုံမှန်တိုင်းဂျန်လေးကကလန့်ကလန့်ဆိုတာပဲကြားရတယ်ဒီလိုမျိုးဂျန်လေးတွေတက်သွားတာတော့မပါဘူးဗျနော်အခုကကျတော့တို့အဲ့ပုံစံလေးထည့်ထားပေးတယ်ကျွန်တော်ယူလိုက်တာနဲ့ဂျန်လေးတွေက ယ့်ရဲ့ဂျန်လေးတွေဝင်ဝင်သွားတဲ့ပုံစံတွေတော်တော်လေးလှတယ်ဗျဂျန်ပုံလေးပြတာပေါ့နော်ဒိုင်မိုပုံစံလေးပြပါပြဖြစ်ပါတယ်โอเคတော်တော်လေးမိုက်တယ်ဒါလေးတွေပြောင်းလဲထားပြီးဖြစ်ပါတယ်ဒါပေမဲ့အခု upgrade မှာမှမရသေးဘူးเนาะကျွန်တော်ဒီဒီလ upgrade မှာရမှာပြောတာအခုလက်ရှိ software ထဲမှာသိမ့်ပုံတွေဟာကိုဘောကျတော့ရပြီးတော့ကျွန်တော်တို့မှမရသေးဘူးလို့ဖြစ်နေမှာဆိုလို့เนาะအခုလား trap မဲ့ upgrade မှာပါလာမှာပဲဖြစ်ပါတယ်ဗျ upgrade တင်ပြီးသွားပြီဆိုတော့ ਨੇ auto အကုန်လုံးပြောင်းလဲသွားပါလိမ့်မယ်เนาะဒါလေးကကျတော့ဒီ mini print ရဲ့ new equipment အသစ်လေးပဲဖြစ်ပါတယ် novel ion လို့ခေါ်ပါတယ်ဗျ ူကကြတော့ဒီလိုမျိုးစာပြီးတော့မှရှာလိုက်တာနဲ့ဒီ Nova IO ကနေပြီးတော့ပြစ်တဲ့ damage ကကြတော့990နဲ့သူကပြစ်တယ်ပြီးတော့ပြီဆိုဘယ်နှချက်ပြစ်လဲဆိုတော့9ချက်တိတိပြစ်တာပဲဖြစ်ပါတယ်ဗျ9ချက်ပြစ်ပြီးတော့ပြီဆိုပုံမှန်တိုင်းပဲကျွန်တော် damage တွေပေးနေပါဘောနပုံမှန်တိုင်းဖြစ်သွားပြီပေါ့အခုကတော့ damage အကိတ်ကြီးတွေနဲ့တော်တော်အဲဒဖန်လို့ပါလို့ဆိုရင်2ချက်လောက်ပြစ်လိုက်တာနဲ့ကျိုးသွားတဲ့အနေထားလေးဖြစ်ပါတယ်ဗျ ဒီကောင်ကကျတော့ရိုးရိုး equipment ဖြစ်တဲ့အတွက်ကြောင့်မလို့ brother တို့ကအေးအေးဆေးဆေးလေး level 16 ठी ပဲ upgrade လုပ်လို့ရမှာပဲဖြစ်ပါတယ်ဗျ။သူကကျတော့ event တစ်ခုအနေနဲ့လာမှာမဟုတ်ဘူး blast map ထဲမှာ upgrade တင်ပြီးသွားရတယ်တန်းပြီးတော့မှဒီ equipment အစ်စ်က auto ရနေမှာပဲဖြစ်ပါတယ်ဗျ။ဒီ nova ion လေးကို level မှာစာပြီးလို့ရမှာလဲဆိုလို့ရှိရင်တော့တဟုတ် level 17ကနေပြီးတော့စရမှာဖြစ်ပါတယ်။တဟုတ်17သမားတွေကတော့မရသေးဘူး။17အထက်ရမှာပေါ့နော်။17 23 24 15 16 18နေရအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဗျ။ blast map level 5တင်ပြီးသွားရတယ်နဲ free ရရှိမှာပဲဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်တော့ကိုပေါ့ကဒီ mini print မှာဆိုရင် nova ion လေးကို ထည့်ထားတာဖြစ်ပါတယ်။သူကရှလိုက်တာနဲ့ damage ဆောင်းဝါးချမ်းသာကြီးနဲ့ခုနှစ်ချက်ပြစ်မှာဖြစ်ပါတယ်ဗျ။ဒီလိုမျိုး monolith တို့ defend အကြီးစားကြီးတော့မှသူက၄ချက်ပဲပြစ်တာဖြစ်ပါတယ်။တော်တော်လေးကိုမောင်းချမ်းနေသူ့ရဲ့ damage ကြီးอ่ะတတရာလေးနဲ့ပဲသူကကျုံးသွားတာဗျာဒီ equipment လေးကတော့နောက်ပိုင်းကျရင်တော်တော်လေးအသုံးဖြစ်မယ်ထင်ပါတယ်ကိုဘောစိတ်ထင်တော့အခုလက်ရှိမှာလဲ mini print နဲ့တွဲနေပြီဆိုတော့ဒီကောင်လေးရယ်ပြီးတော့ကျွန်တော်ဒီအခုကိုဘောထည့်ထားတဲ့ပုံစံလေးတိုင်းတွဲပြီးတော့သုံးမယ်ဆိုတော့တော့ဝါ share ပဲဗျာတိလားတတရာလေးနဲ့ဟိုသူကမာသွားမှာပဲဖြစ်ပါတယ် ဒီ attack လေးကတော့ကိုဘောလက်ရှိသုံးနေတဲ့ air attack လေးပဲဖြစ်ပါတယ်အဲ့ဒါလေးမှာကိုဘော active နည်းနည်းလုတ်ပြီးတော့မှ neutral လေးကိုလည်းထည့်တယ်ပြီးတော့ minion print ရဲ့ equipment အစ်ဖြစ်တဲ့ nova ion လေးကိုလည်းထည့်ပြီးတော့မှစမ်းကြည့်ပြီးတိုက်ပြပေးအောင်မှာပဲဖြစ်ပါတယ်ဗျာ okay ဒီပြရတော့လောကတောင်းဟောဆက်ခွန် wall လေးပါ share မှတ်နေတဲ့ဗီလေးပဲဖြစ်ပါတယ်ကိုဘောဒါလေးကို edit ပေးပါမယ် okay ကျွန်တော်ဒီနေရာလေးရနေဝင်မယ်နော်တခါလဲဝင်ပြီးတော့မှ validity တန်းဖွင့်လိုက်မယ်ဗျာ okay မင်းရဲ့ free ရဲ့ english မှာအသိကြီးလို့တော့ကျွန်တော်တော်တော်လေးကိုသိကျင်နေပြီအဲဒါကြောင့်စမ်းကြည့်ကျင်နေရ Nice Okay ပျောက်ကြီးတစ်ချက်အောင်လိုက်မယ်နော်နောက်တစ်လုံးထပ်အောင်မယ် Oh my god ဒီတော့ကျွန်တော် rage လေးရှာပေးလိုက်မယ်ဗျတောင်းဟောလေးကိုယူမယ်နော်ပျောက်ကြီးထပ်အောင်မယ်နောက်က new defend ရိုးလဲတတိထအောင်ဆောင်းအကျန်းနေပေးရ ကဲအေးဒီဖရန့်တစ်ကြီးရချင်တယ်ဗျာ equipment เนี่ยကိုကဒါပုံမှန်သုံးနေကြ equipment တွေပဲเนาะကျွန်တော်ပြောင်းလဲထားတာဆိုလို့ဒီ equipment အစ်စ်လေးပဲရှိတယ်ကျွန်တော်အားလုံးကအတူတူပဲဗျဒီ mini print ရဲ့ equipment ကိုပဲပြောင်းလာတာကျွန်တော်အတူတူပဲတော့တိတ်ပါတော့ကိုယ်မှာဆိုရင် giant arrow healer အာ water မှာဆိုရင်စာအုပ်နှစ်အုပ်ဖြစ်ပါတယ်ကျွန်တော် သုံးနေကြတာလေးပဲ okay ပြီးတော့ကျွန်တော် queen လေးကိုစပြီးတော့မှပြည့်အောင်ဗျ queen ကိုကိုဘောကဘယ်နေရာနေဖြစ်ကောင်းပါ့မလဲ ကွင်းလေးကိုကျွန်တော်ဒီဘက်ကပဲဖြစ်လိုက်ပါမယ်။ Okay ။ပြီးတော့ကျွန်တော် final လေးကိုဒီဘက်ကိုချလိုက်မယ်နော်။ final ဆိုတာမီးဖို့ကိုပြောတာပြ။ပုံကလည်းမီးဖို့ပုံလေးပဲ။ကိုသုံးကောင်လုံးချလိုက်မယ်ဗျာ။ပြီးတော့လို့ချင်းကွန်ပျူတာဒီဘက်ကနေပြီးတော့ dragon rider 10ကောင်ရှမယ်။ပြီးတော့ warden လေးကိုအဲပြောင်းပြီးထည့်မယ်။ stone simla minion print ထည့်မယ်။ Okay ။ minion print ရအောင်ထည့်တဲ့ခါမှာသတိထားမယ်နော်။ဒါမဲ့အကိတ်ကြီးနဲ့ပြစ်တာဆိုတော့ကိုရီလိုဂျင်နဲ့ဒီ main defect နားလောက်မှာတွားရှာတာပိုကောင်းတယ်ဗျာတိတိ ဲ့ဒါဆိုပို့ပြီးတော့ save ဖြစ်တယ်။ဟိုမှာကျုံးနေရောအဲ့တဖက်ကိုပါသွားတယ်ရောတိမ်မော်တယ်။ဒီ truth တစ်က share ကောင်းလားပြမဆိုးတော့မဆိုးဘူးပြနော်။နည်းနည်းလေးလှုပ်ဖြစ်မှတ်တယ်။ follow လေးရှာမယ်နောက်ကကျွန်တော် site ရှင်းအောင်မယ်နော်။ဒါလေးကြံနေငယ်အကုန်လုံးဝူးရှူရတယ်ဖြစ်ကုန်။ဒီကောင်က10မိနစ်တိတိခံနေ60စက္ကန့်ပြ10မိနစ်ပြည့်သွားတယ်ဒီကောင်လေးပြိုသွားလိမ့်မယ်။ Okay yo validity မင်းရဲ့ friend ရလေကိုရောအမေရိကန်ဆိုရင်တော့ ဒီဆောင်းဝမ်ကျန်တဲ့ defense ဘက်ကနေဝင်ဝင်ပြီးသွားရင် Warden Valentine နဲ့တခါတည်းတွဲလိုက်မယ်ဆိုတော့တော်တော်လေးလရတော့တယ်ပေါ့ Okay အဲ့လိုမျိုးလေးပြောင်းပြီးတော့သုံးတာကအချိန်လေးပါရီဟိုကျွန်တော်တို့မလောက်မအောင်စိုးရင်စရာတိတ်မလို့တော့ဘူးပေါ့နော်ဟောတော့ဒီ final လေးတွေကလည်းလိုက်ပြီးတော့မှအဲသူတို့ attack flow ဝင်နေရတယ်ကလည်းကျွတ်ပါတယ်ကြာ freezing လေးတစ်ချက် off ပေးလိုက်မယ်နော် Okay good ဒါတော့ပုံမှန်လက်ရှိတိုက်နေကြ attacking လေးကိုကိုဘောနည်းနည်းလေးပဲပြောင်းပြီးတော့မှ try ကြည့်ရပါနော်နောက်ကြရင်တော့ကိုဘော နောက်ဗီဒီယိုကြရဒီ true အစ်စ်လေးနဲ့ကိုအတက်ကင်အစ်စ်လေးထပ်လုပ်ပေးမယ် mini print ရဲ့ equipment အစ်စ်တင်နဲ့ new tech in လေးလည်းကိုပေါ try ပေးပါမယ်ဗျာ okay ပါမစိုးပါဘူးဗျာလက်ရှိတိုက်ကြတာတော့ okay အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရင်ညီကိုလေးတယောက်ရှင်းတောင်ကျေးဇူးများကြီးတင်ပါတယ် aggregate ကတော့ဒီလမကုန်ခင်တိတ်မချခင်မှာလာတော့မှာပဲဖြစ်ပါတယ်ဗျာအားလုံးပဲဘာမှမအားကျွန်တော်နောက်ဗီဒီယိုကြောင့်မှပြန်လဲဆုံတွေ့ကြပါမယ်